ားဝင်မင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကတင်ချိုးဆိုပါတယ် Champion ပြိုင်ပွဲတက်တဲ့အောင်းလည်းမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်မှာ England Premier League ပွဲစဉ်တွေပြန်လာပြီဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်စနေနေ့မှာပဲပွဲချီပွဲကောင်းတွေပြန်လာဖို့ရှိတဲ့အချိန်မှာကျွန်တော်ဘောလုံးပြိုင်ပွဲတက်တဲ့အတွက် တကယ်ကိုပွဲကောင်းနှစ်ပွဲကစားဖို့ရှိတယ်ဆိုတော့ဒီတစ်ပတ်ကကျွန်တော်တို့ပရီးမီးယားလိရဲ့စနေနေ့ပွဲစဉ်တွေတနင်္ဂနွေနေ့ပွဲစဉ်တွေရှိကြတဲ့ထဲမှာအခုလောလောဆယ်အနေထားရတော့ပရီးမီးယားလိရဲ့ပွဲစဉ်7ကိုရောက်ပြီးပွဲစဉ်7မှာကျွန်တော်တို့အစောဆုံးအဖြစ်ကျွန်တော်တို့ဘောလုံးပြေးသက်တီအတွက်ကြီးကောင်းတဲ့ပွဲတွေက Tottenham Hotspur နဲ့ Manchester United ရဲ့ပွဲရှိတယ်ဒီပွဲကကျွန်တော်တို့အစောပိုင်းပွဲဖြစ်တယ်အခုလက်ရှိမှာ မန်ချက်စတာယူနိုက်တက်နဲ့စပါအသင်းတို့ရဲ့ထိတ်တိုက်ဆုံးတွေ့ပွဲယူရိုပါလီဖိုင်နယ်ရဲ့မကြေပွဲ ဖြစ်ပြီးတော့နောက်တစ်ပွဲကတော့ Sunday မှာ Manchester City နဲ့ Liverpool အသင်းရဲ့ပွဲဆိုတော့ဒါကတော့ဒီတစ်ပတ်အတွင်းပွဲစဉ်7ရဲ့အကြီးကြီးဆုံးပေါ့လေဒီတစ်ပတ်က International Break ဖြစ်တဲ့အတွက်ကြောင့် အဲ့ international break အပြီးမှာတော့နိုင်ငံပွဲတွေလာမယ်နောက်ကြပွဲတစ်ပွဲရှိတယ်အစောဆုံးပွဲက Tottenham Hotspur ရဲ့အိမ်ခွေးမှာ Manchester United ပွဲရှိတယ်ပြီးတာနဲ့ Everton နဲ့ Fulham ပွဲရှိမယ် West Ham United နဲ့ Burnley ပွဲရှိပြီးတာနဲ့ Sunderland နဲ့ Arsenal ပြီးတော့ Chelsea က Wolverhampton ကိုအိမ်ခွေးမှာကမ်းမယ်ဆိုတော့ Manchester United က Spurs နဲ့ခံရပြီ။ Spurs ကတော့အခု Premier League မှာရလက်ဆိုးနေပေမဲ့သူတို့က Champions League မှာတော့ခြေစွမ်းကောင်းစေဖြစ်တယ်။ Champions League ကစားခဲ့တဲ့နောက်ဆုံးပွဲစဉ် Kobe Hinkin ကိုသူတို့ဂိုးပြတ်နိုင်ထားပြီးတော့ Champions League မှာရှုံးပွဲမရှိကစားထားတဲ့အချိန်မှာတစ်ဖက်မှာတော့ Manchester United ကပြီးခဲ့တဲ့နောက်ဆုံးပွဲမှာ Forest ကိုတည်ကြထားတယ်။ဆိုတော့ Tottenham Hotspur ရဲ့နောက်ဆုံး၅ပွဲမှာသူတို့ Wolves ကိုတည်ကြတယ်၊ Leeds ကိုနိုင်တယ်၊ Everton ကိုနိုင်တယ်။ဒါပေမဲ့တိုက်ဆိုင်သွားတဲ့ Spurs ကအင်ကွင်းနောက်ဆုံးပွဲ Aston Villa ကိုလည်းရှုံးတယ် ယ်ဘုံမောက်ကိုလည်းရှုံတယ်ဟူဗာဟန်တန်ကိုလည်းတေးကြတယ်ပြီးတော့မှချက်စီကိုလည်းရှုံထားပြီးတော့သူတို့ဒီယာဒီမှာအိမ်ကွင်းနိုင်ပွဲကတပွဲပဲရှိတယ်အဲ့ဒါကယာတီစတုံးကဘန်လီကိုကန်တဲ့ပွဲပဲအဲ့ဒီပွဲကလွဲရင်ထော့တနမ်ဟော့စ်ပါကအိမ်ကွင်းရှာလက်တောက်လျှောက်ဆိုးနေတဲ့ပရီးမီးယားလိမှာဖြစ်ပြီးတော့မန်ယူနိုက်တက်ကနောက်ဆုံးကစားခဲ့တဲ့အဝေးကွင်းနှစ်ပွဲဆက်မှာဘရန့်ဖို့ကိုရှုံးပြီးတော့သူတို့ သေးကြတယ်အိုက်ရှေ့ပွဲမှာသူတို့ Manchester City ကိုရှုံးထားတယ်ဆိုတော့သူတို့ရဲ့အဝေးခွင်းဖောင်ကလည်းအဲ့လောက်မကောင်းဘူး United ကတော့ Nottingham Forest ကိုသေးကြတယ် Brentford ကိုရှုံးတယ်အိုက်ချားတယ်မှာ Liverpool ကိုနိုင်တယ် Whole Sheet ပွဲက Manchester City ဆိုတော့ Manchester United ကနောက်ဆုံးအဝေးခွင်း၄ပွဲမှာနှစ်ပွဲရှုံးတစ်ပွဲသေးတစ်ပွဲနိုင် Tottenham ရဲ့အင်္ဂွေနောက်ဆုံးပွဲတွေအားလုံး၅ပွဲမှာတပွဲနိုင်တပွဲသေး၃ပွဲရှုံးထားတယ်ဆိုတော့ နှစ်သိန်းလုံးက different position ဖြစ်နေတယ်ဆိုတော့သူတို့နှစ်ယောက်ထိတ်တိုက်ဆုံတွေ့မှုကြည့်ရင်နောက်ဆုံးတွေ့တဲ့၅ချိန်မှာ Spurs က United ကိုအကုန်အသာစီးရထားပြီးတော့ Manchester United က Tottenham Hotspur ကို struggle ဖြစ်နေတယ်အခုတလောဆယ် Premier League form ရဆိုရင် Man United ကနည်းနည်းလေးပူပြီးတည်ငြိမ်တယ်။ Spurs ကအခုနည်းနည်းလေး return ပြန်ပြတ်နေတယ်။ဒါပေမဲ့ Spurs ကလည်း up and down up and down up and down ပဲဖြစ်နေတယ်။ ကြည်ကောင်းနိုင်တဲ့ပွဲဖြစ်တဲ့ဒါကဒီတာစံတော်ချိန်နေ့လယ်12နာရီခွဲမြန်မာစံတော်ချိန်ည9နာရီမှာကံမယ်ထော်တနာဟော့စပါရဲ့အင်ကွေးမှာကံမှာဖြစ်ပြီးတော့တေးကိုဥတည်နိုင်တဲ့ပွဲဖြစ်ပြီးတော့စပါကလည်းအင်ကွေးရလဆုံမှုကိုအဆုံးသတ်ဖို့လိုအပ်လို့မန်ချက်စတာယူနိုက်တက်ကလည်းအဝေးခွေးမှာရုန်းကန်နေရတဲ့အခြေအနေကိုသူတို့အဆုံးသတ်ဖို့ရှိတဲ့ထိတ်တိုက်ဆုံးတွေ့ပွဲကြောင့်အခြေအနေဖြစ်နိုင်ပြီးတော့ခမန်းရခတ်တဲ့ပွဲပေါ့ပါ အဲ့နောက်ဆက်တွဲအနေနဲ့နောက်ထပ်ပွဲကတော့ Everton နဲ့ Fulham ပွဲဖြစ်တယ် Everton ကလည်းခြေကောင်းတယ်နည်းနည်းလေးတော့ခြေပြန်ကျနေတဲ့အချိန်မှာ Fulham ကသူ့ရဲ့ခြေစွမ်းကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာတော့သူတို့ Wolves ကိုနိုင်ထားတယ်ဆိုတော့ဒီနှစ်သင်းထိတ်တိုက်ဆုံးတွဲမှာကတော့ကျွန်တော်ကတော့ Everton ကိုပူကြတယ်သူအိမ်ကွင်းလည်းဖြစ်တာပေါ့လေအဲ့နောက်မှာ West Ham နဲ့ Burnley ဝက်ဆန်ကညူကာဆယ်ကိုနိုင်လိုက်တဲ့အချက်တစ်ချက်ကပဲဝက်ဆန်ရဲ့ရာသီအပြောင်းလဲဖြစ်နိုင်တယ်။လူလိုအက်စပီတိုဆန်တိုရဲ့အသင်းက ညူကာဆယ်နဲ့ကစားတဲ့ပွဲမှာတော်တော်လေးအခြေအနေကောင်းတယ်။ကစားပုံကောင်းတယ် aggressive ဖြစ်တယ်။တိုက်စစ်ကတော်တော်လေးအားကိုးရပြီးတော့ပြန်ပြီးတော့ဂိုးကတော့ပြခတ်နေတော့မယ်တိုက်စစ်မှုတောင်နေနဲ့။ဘာဖြစ်ဖြစ်တိုက်စစ်က threat လုပ်နိုင်တယ်။သူတို့မှလုတ်တက်ကင်တက်တဲ့ player တွေအခုသူတို့အတွဲမိလာတဲ့အတွက်ကျွန်တော်ထင်တော့ဒီပွဲက West Ham သဘောကျတယ်။မြန်မာစံတော်ချိန်ည9:00 UK မှာဆိုနေ့လယ်3:00မှာခံမယ်။ ီးတော့မှဒေသစံတော်ချိန်ညနေ9:00နာရီခွဲမြန်မာစံတော်ချိန်ည12:00နာရီမှာဆန်ဒလန်အသင်းနဲ့အာဆနယ်အသင်းတို့ရဲ့ထိပ်တိုက်ပွဲရှိတယ်ဆိုတော့နှစ်သင်းစလုံးကပုံစံခေါင်းရနေတယ် ဆန်ဒလန်ကနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာသူတို့တပွဲပဲရှုံးတယ်။အဲဒါကမန်ချက်စတာယူနိုက်တက်ကိုအဝေးခွေမှာ2-0နဲ့ရှုံးတယ်။သူတို့ကအဝေးခွေမှာ Forest ကို9နဲ့ဝူဟန်တက်ကိုအင်ကွေး9နဲ့ Chelsea ကိုအဝေးခွေ9ပြီးတော့အင်ကွေးမှာ Everton ကိုတေးကြတယ်။ Arsenal ကတော့နောက်ဆုံး၅ပွဲဆက်တိုက်နိုင်ထားလို့အဲဒီ၅ပွဲစလုံးကိုအကောင်းဆုံးဆွမ်းဆောင်ထားတယ်။ဒီနှစ်သင်းထိတ်တိုက်ဆုံးတွဲမှုကတော့ရှင်းတယ်။နောက်ဆုံး2019မှာတွေ့တဲ့ချိန်မှာ Arsenal က Sunderland ကို Stadium of Life မှာ4-1နဲ့နိုင်ပြီးတော့သူတို့အင်ကွေး Emirates မှာ2-0နဲ့နိုင်တယ်။ တနစ်တုံးကအာဆန်က3-1တပွဲစီးစီးတပွဲဆိုတော့လက်ကောနေထားရ Granit Xhaka ကအသင်းဟောင်းအာဆန်နဲ့ပြန်တွေ့ရမှာဖြစ်ပြီးတော့သူတို့ကိုယ်တိုင်လည်းခြေတော်တော်လေးကောင်းနေတယ်ဆန်ဒလန်ဒီယာဒီမှာကစားပုံဟာတော်တော်လေးမာကျော်တယ်ကြစ်လစ်တယ်ဒါပေမဲ့အာဆန်အသင်းကိုကျော်ဖြတ်နိုင်ပါမလားဟိုတနေ့ကအေဗာတန်နဲ့ကစားခဲ့တဲ့ပွဲကိုကြည့်အာဆန်ကအဲ့ပွဲမှာကောင်းကောင်းချမ်းရှိတယ်အခု Victor Yokres မပါဘူး Gabriel Martinelli မပါသေးတိုင်အောင် Mikel Merino တိုက်စစ်ပိုင်းမှာအကူနေရာစေဖြစ်တယ်ဆိုတော့ကြည်ကောင်းနိုင်တဲ့ပွဲဖြစ်ပေမဲ့ဒီပွဲကအာဆန်အတွက် အဝေးခွင့်ဖြစ်တည်တိုင်အောင်သူတို့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Manchester City နဲ့ Liverpool ကထိပ်တိုက်ပွဲဖြစ်တဲ့အတွက်ကြောင့် Arsenal ကသူ့အလုပ်ကိုသူလုပ်သွားနိုင်ပြီးတော့အဝေးခွင့်မှာ၃မှတ်ရယူသွားနိုင်တယ်။အဲ့ဒါကည7:00နာရီမှာကံပဲပြီးတော့မှနောက်ဆုံးပွဲက Chelsea က Wolverhampton ကိုကံရမယ်။ဆိုတော့ဒီပွဲတိုင်ခင်မှာ Chelsea အနေနဲ့ Premier League မှာရလက်ကောင်းနေပေမဲ့သူတို့ဥရောပ Champions League မှာ Carabao ကိုတည်ကြတယ်။အဲ့ပွဲကတော့အဓိကကစားမအပြားစု ပြောင်းလဲလုပ်တဲ့ဒါပေမဲ့အခုလာဗီယာဟိုချန်ပီယံလိမှာတန်ရာရတဲ့အတွက်ဒီပွဲမှာလွဲချော်မှာဖြစ်ပြီးတော့ခိုက်ဆီရိုအန်ဇိုနောက်ဒီနေ့ပွဲမှာ ်ချက်စီတင်ကသူတို့ရဲ့အဓိကကစားမလင်းတလက်ပြန်ပြီးတော့ပါနိုင်တယ်လောလောဆယ်နေထားရချင်း Wolf က Fitzgerald ကိုထုတ်ပြီးတော့နီးပြတင်မခတ်ရသေးဘူးဒီနှစ်သိန်းကြားမှာခွာချမှုကြီးတယ်ချက်စီကဘာဖြစ်ဖြစ်သူတို့ကချက်စီကပြ consistent မရှိတာကလွဲရင်သူတို့နိုင်တဲ့နိုင်တဲ့ပွဲတွေတော့နိုင်တယ်ခါလေအရန်ကြီးစိတ်မချတဲ့အချက်ကလွဲရင်တိုက်စစ်ကဂျော်ဘတ်တို့ကိုပေါက်ပြန်တွေးတယ်အလဟန်ဒိုဂါနာချိုးလေးကိုသွေးဆွမ်းဆောင်ရေးကောင်းထားသူဖြစ်ပြီးတော့လူစုံတက်ဆုံဆိုရင်တော့ကျွန်တော်ထင်တော့ Wolf ကဘလို့မှမဖြစ်နိုင်ဘူး Wolf Hunter ဟာ quality ကောင်းတဲ့အသင်းတသင်းဖြစ်တယ်အရင်တုန်းကဒါပေမဲ့ခုလောလောဆယ်မှာနီးပြ victor pereira လည်းထုတ်ခံရပြီသူတို့ကိုယ်တိုင်လည်း draw strike ခဲ့ဆိုတော့ယာယီနီးပြနဲ့ကစားမဲ့ပွဲဖြစ်တဲ့ကြောင့်တစ်ချက်တော့သတိထားရမယ်ဒီရဒီမှာ chelsea အိမ်ကွင်းမှာမလူလားတဲ့အမှတ်တီဆုံးရှုံးမှုတွေကိုသတိထားရမယ်လက်ရှိခြေစွမ်းရကြည့်ရင်တော့ chelsea နဲ့ဝူချာကွာဟာချက်ကြီးမာတယ် အင်ရှင်ချယ်ဆီအသင်းပဲအနိုင်ယူသွားမယ်ပွဲပေါ့လေဒီသားစနုပ်ချင်းညရှင်နိုင်မြန်မာစနုပ်ချင်းနက်နက်နှစ်နာရီခွဲပေါ့လေဆိုတော့ကျွန်တော်စနေနေ့မှာ Tottenham Hotspur နဲ့ Manchester United ရဲ့ထိပ်တိုက်ပွဲ Everton နဲ့ Fulham ရဲ့ပွဲစဉ်အပါအဝင် West Ham United နဲ့ Burnley ပွဲနောက်7နာရီမှာ Sunderland နဲ့ Arsenal ရဲ့ထိပ်တိုက်ပွဲနဲ့ Chelsea နဲ့ Wolverhampton ရဲ့ပွဲပေါ့လေဒါကတော့စနေနေ့မှာကံပဲစိတ်ဝင်စားစရာ Premier League ပွဲစဉ်တွေရဲ့တစ်ဆင့်အကြောင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်